ဘာပဲဖြစ်ဖြစ်တွေးလို့ဖြစ်တာလေသူ့မှာပဲလူတရားအပေါ်မှာမကြည်မနှက်ဒေါသတွေဖြစ်နေတယ်ဆိုမကြည်နှက်ဆရာတွေကြီးပဲတွေးရင်ဒေါသဖြစ်မှာပဲကဲချေနှက်ဆရာလေးရှာတွေးလိုက်ပါအတူပါကောင်းခဲ့ကောင်းတာလေးကိုစဉ်းစားလိုက်ပါကောင်းတာလေးစဉ်းစားလိုက်တာနဲ့တပြိုင်နက်ခုနဒေါသပျောက်သွားတာဒါထွက်ပေါက်လို့ခေါ်တာပဲတခြားကိုလိုက်ရှာဆရာမလို့မြတ်စွာဘုရားတရားတော်ဟာစိတ်ရဲ့အကျဉ်းချက်တွေကနေထွက်ပေါက်ပြီးတဲ့ဘောဒါကိုဆုံးလို့တဲ့ ဖြစ်လာတဲ့ကာမိစ္ဆန္ဒဖြစ်လာတဲ့နိဝရဏတရားတွေဘယ်လိုထွက်ပေါက်ရှာရမလဲထွက်ပေါက်ရှာတဲ့နည်းတွေကိုမြတ်စွာဘုရားအလုံးဟောထားတာရှိပါအဲ့တော့ကာမိစ္ဆန္ဒဆိုရင်အတုပလို့တွေးမယ်မမြဲဘူးလို့တွေးမယ်ဗျာပါဒလို့ဆိုလို့ရှိရင်မုန်းစရာတွေကိုမတွေးဘူးဒေါသဖြစ်ရင်မုန်းစရာတွေကိုမတွေးဘူးချစ်ခင်မင်းစရာကိုစဉ်းစားမယ်ဆိုရင်ဗျာပါဒရဲ့ထွက်ပေါက်ရဗျာပါဒကိုဖယ်ရှားနိုင်မယ်ပေါ့ဌိနမိတ်္တာဆိုတာအလင်းအောင်ကိုနှလုံးသွင်းမယ်နော် စိတ်အားတက်လာအောင်ဝိရိယကိုတိုးမြင့်ပေးမယ်ဆိုလို့ရှိရင်ဈာနမေတ္တာမဖြစ်ဘူး။နောက်ဥဒိစ္စကုကုစဆိုတာဖြစ်လာတာ။ဒီတမာတိစွမ်းအားတွေယောနေလိမ့်လို့ရှိရင်ဥဒိစ္စကုကုစဖြစ်လာတယ်။တမာတိကိုတိုးမြင့်ပေးလိုက်လို့ရှိရင်ဥဒိစ္စကုကုစကနေလွတ်ထွက်သွားပြန်တာ။တမာတိနဲ့ထိမ့်ညှိပေးလိုက်တဲ့အခါလွတ်သွား။ဝိသိကိစ္စဆိုတာတန်တရားရှိနေလို့ရှိရင်တန်တရားမရှိအောင်မေးမယ်၊မြန်းမယ်၊စူးစမ်းမယ်၊လေ့လာမယ်၊ဖတ်ရှုမယ်ဆိုရင်တန်တရားတွေကပျောက်ကင်းသွားစေနိုင်တယ်။ ဒါရီယအားလုံးဟာထွက်ပေါက်တွေပဲလို့ဒီလိုဆုံးလို့တာ